မြန်မာကြားဖြန့် online ရာဇဝတ်ဂိုင်းတွေကနေထွက်ပြေးလာပြီးနေရပြန်ပို့ခံရတဲ့နိုင်ငံသားတွေအနေနဲ့တကြောပြန်ဝင်ရောက်လာတာမျိုးမရှိစေဖို့ထိုင်းလူမှုကြီးကြပ်ရေးဌာနကလုံခြုံရေးတိုးမြှင့်စီစစ်သွားမယ်လို့ခေါက်ဆော့ English သတင်းမှာဖော်ပြပါရယ်။ကြားဖြန့် online ငွေလိမ်ဂိုင်းတွေရဲ့ဗဟိုချက်မှဖြစ်တဲ့နမည်ဇိုးနဲ့ကြော်ကြားတဲ့ KK Pack အဆောက်အုံကိုမြန်မာဘက်ကဖျက်ဆီးမှုတွေလှုံ့ဆော်နေချိန်မှာပဲထိုင်းလူမှုကြီးကြပ်ရေးဘူရိုကော်မရှင်နာဒုတိယဗိုလ်ချုပ်ကြီးဖနုမတ်စ်ပွန်ညာလက်ကပုံမတင်ကြတဲ့စစ်ဆေးမှုတွေလှုံ့ဆော်ဖို့အခုလိုအမိန့်ပေးလိုက်တာပါ။ ထိုင်းလူမှုကြီးကြပ်ရေးဘူရိုပြောရေးဆိုခွင့်ရှိသူရဲမှုကြီးချန်ဂရွန်ယင်ဖတီရဲ့အဆိုအရပြီးခဲ့တဲ့အောက်တိုဘာလ22ရက်ကနေနိုမာလာ10ရက်အထိမြရီကြားဖြန့်အွန်လိုင်းငွေလိမ်ခိုင်းတွေကနေထွက်ပြေးပြီးထိုင်းနိုင်ငံဘက်တရားမဝင်ဝင်ရောက်လာသူ1440နီးပါးကိုဖမ်းဆီးထိန်သိမ်းနိုင်ခဲ့လို့သိရပါတယ်။ဒီထဲကအများစုကတော့အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး465ယောက်အထိပါဝင်နေတယ်လို့အာဖရိကန်နိုင်ငံတွေကအယောက်290 ိလစ်ပိုင်နိုင်ငံကအယောက်220နဲ့တရုတ်နိုင်ငံက189ယောက်ပါဝင်ပြီးသူတို့အားလုံးကိုလူမှုကြီးကြပ်ရေးဥပဒေအရနေရပ်ပြန်ပို့နိုင်ဖို့ထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ထိုင်းလူမှုကြီးကြပ်ရေးဘီရိုကတော့ဖမ်းဆီးထိန်းသိမ်းသားသူအားလုံးအတွက်ဇီဝမှတ်တမ်းအချက်အလက် ကောက်ယူစုဆောင်မှုတွေလုပ်ဆောင်ဖို့အမိန့်ပေးထားပြီးဒါဟာသူတို့အနေနဲ့မှားယွင်းတဲ့အထောက်အထားတွေနဲ့ထိုင်းနိုင်ငံစီတကြောပြန်လည်ဝင်ရောက်မှုကနေကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်ရှင်။